Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ကင်းမွန်လှူစားမှာဖြစ်ပါတယ်ကင်းမွန်ကိုမှ sauce နဲ့စမ်းပြီးတော့စားမယ်ပေါ့နော်ကင်းမွန်ကကြတော့ကျွန်တော်ရဲ့ចောင်းသားအိမ်ကလာပေးထားတာဖြစ်ပါတယ်။လှေကနေဝင်တာနဲ့တန်းလာပေးထားတာကြောင့်အရန်ကိုလက်ဆက်ပါတယ်။ကျွန်တော်ကလည်းကင်းမွန် crazy ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုပျော်ရွှင်သွားရပါတော့ ကင်းမွန်တွေကကြတော့ကျွန်တော်တို့ဈေးမှာဝယ်စားနေကြ site ထဲနည်းနည်းပို့ကြည့်ပါရယ်ဒီကင်းမွန်တွေကိုရေပွက်ပွက်ဆူနေတဲ့အိုးထဲမှာစိမ်ပြီးတော့စားမှာဖြစ်ပါတယ်တချို့တွေဆိုရင် ရေဘူးနည်းနည်းလေးစိမ်ပြီးတာနဲ့တန်းစားကြရပါတော့ကျွန်တော်ကကြတော့အဲ့လိုစားရင်ဘိုင်းအောက်ဓာရီစမကြီးဓာရီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကကြက်အောင်ပြုတ်ပြီးမှစားပါမယ်အခုဆိုရင်ပြောရင်းဆိုရင်လည်းရေလဲဆူလာပြီပေါ့နော်ကင်းမွန်တွေကိုလည်းရေဘူးအိုးတွေကိုထည့်ပေးပါမယ် ကင်းမွန်ရေကျက်သွားပြီဆိုရင်တော့ဆက်ထုတ်ပေးလိုက်ပါမယ်ดูงั้นล่ะไอ้

那会的会员吗？嗯，这也讲。哎呦，哎哎哎，no no。 ဆော့ကကြောင့်ကိုယ်တိုင်လုပ်ရမှာပြင်းတဲ့အတွက်ကြောင့် ready made sauce ကိုသုံးထားပါတယ် ကမ္မရှာရကိုယ်ကဲမွန်ရကြတော့ site လဲကြီးရပေါ့နော်စားလို့လဲအရန်ကောင်းတယ်ဟမ် spela med. Här var vi. Tjena. 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 first rate ထဲမှာဆိုရင်ဒီ sauce ကအရင်ကောင်းတယ်ပေါ့နော်ရပြဒီ vlog လေးကိုဒီမှာပဲအစောတက်လိုက်ပြစေ ဒီ vlog လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ရှိပါတယ်။ channel လေးလည်း subscribe လုပ်ပေးသွားပြီးတော့ notification ခေါင်းလေးလည်းနှိပ်သွားဖို့လုံးဝမမေ့ပါနဲ့နော်။